အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲဒီနေ့ညနေခင်းမှာတော့ကျွန်တော် Manchester United အပြောင်းအရွှေ့သတင်းလေးတွေကိုတနေရာထဲမှာဒါအကုန်လုံးကိုဒါကျွန်တော်အစုံပြောပြတော့မှာဖြစ်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာတော့ကျွန်တော် Manchester United အသင်းနဲ့ဒီနေ့နေရာသီရဲ့ဒုတိယမြောက်ခေါ်ယူမှုကရတာကျွန်တော်လက်တကမ်းမှာပဲရောက်ရှိလာခဲ့ပြီဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်။အဲ့ဒီအပြောင်းအရွှေ့မှာတော့ကျွန်တော် Manchester United အသင်းနေနဲ့ဒါကျွန်တော်လက်ရှိသိကြတယ်။အဲ့ဒီအပြောင်းအရွှေ့ကတော့ Brian Mbeumo ရဲ့ဒါကျွန်တော်အမ် အပြောင်းရွှေ့အနေနဲ့ဒါ Manchester United ကတော့သူတို့ရဲ့ဒုနည်းနွေရာဒီကိုဒါကျွန်တော်တို့ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့တော့မယ်လို့ပြောလို့ရတယ်မှာပါတော့ဒါကျွန်တော်ဒါလေးကိုနည်းနည်းလေးပြန်နှွေးလိုက်မယ်ပြီးရင်တော့ကျွန်တော်ဒါတခြားသောအပြောင်းရွှေ့ကြောင်းဆက်ပြီးပြောသွားမယ်တခုတည်းမှာအဓိကကျွန်တော်ပတ်လည်မရိုက်တော့အဲ့တော့ဒါ Brian Ambo ့ရဲ့အပြောင်းရွှေ့ကနောက်ဆုံးသိရတဲ့ဒုတိယနေရာဒါ60 plus 5သန်းဖြစ်ဖို့တော်တော်လေးကိုတိကျသွားခဲ့ပြီလို့သိရတယ်မှာပါတယ်အဲ့တော့ဒါကျွန်တော် Brentford တောင်းတဲ့ဈေးတိုင်းနောက်ချင်းတော့ Manchester United အသင်းဘက်ကပဲလိုက်ရောလိုက်ရတယ်ဆိုတဲ့သဘောမှာရှိတယ်ကစားသမားနဲ့9နှစ် plus 10နှစ်စာချုပ်ချုပ်မယ်ပြီးရင်တော့ကျွန်တော် Manchester United အသင်းရဲ့ဒီတစ်ပတ် က်အတွင်းစီစစ်မှာဖြစ်ပြီးတော့ဒီကစားသမားကတော့ Manchester United အသင်းကိုဒါကျွန်တော်ကိုယ်တိုင်လည်းအရန်လွန်ကျွန်ပြောင်းရွှေ့ခြင်းတဲ့ကြောင့်မို့ဒီပြောင်းရွှေ့ကမြင်မြန်ဆက်ဆန်းနဲ့ပဲဖြစ်လာတယ်လို့အကုန်လုံးအနေနဲ့မျှော်လင့်လို့ရပါတယ်။ဒါကလက်ရှိမှာတော့ Brian Ambon ပြောင်းရွှေ့ပေါ့နော်။ဒါ United ပြိတ္တတွေနေနဲ့ Brian Ambon ကိုဒါကျွန်တော်မြင်ရပါ United ရဲ့ engine နဲ့တူဒီတစ်ပတ်နောက်ဆုံးဒါအများဆုံးနောက်ကျပေါ့နောက်တစ်ပတ်တနင်္လာနေ့မှာတော့ဒါ United engine နဲ့အဓိကတွေ့ရဖို့ ready ဖြစ်နေပြီ။လက်ရှိမှာနည်းနည်းလေးဒီနေရာမှာတရင်တစ်ထွက်တာကဘာလဲဆိုတော့ဒါ United ကိုပြောင်းရွှေ့ဂျွန်းလို့ကစားသမားကိုယ်တိုင်ကလက်ရှိမှာဒါကျွန်တော်ကြာ တဲ့တင်ရမန်ချက်စတာမြို့နားမှာတင်ကိုပဲဒါဆစ်စစ်ဖို့တောင်စောင့်နေတယ်ဆိုလဲခေါ်လာဟာလာရထွက်နေတယ်အဲ့ဒီတင်ကဘယ်လောက်ထိယုံသူရလဲမယုံဘူးမရလဲတော့မသိပေမဲ့ဒါ United ပြည်သက်တွေကြားထဲမှာဒီတင်ကိုဒါ United ပြည်သက်တော်တော်လေးကိုသဘောချခဲ့ပြီးတော့ of course တယန်းနေစိတ်တဲ့အပြည့်ရှိတယ်ဆိုပြီးတော့ Brian Mbowe ကိုဝိုင်းဝန်းပြီးတော့ချီးကျူးနေကြတယ်အခုလက်ရှိမှာဒါ Manchester United နဲ့ Brian Mbowe တို့ရဲ့ကြားထဲမှာတော့ဒါကျွန်တော်တို့ဆို Manchester United နဲ့ဒါကျွန်တော် Brentford ရဲ့ကြားထဲမှာအခုလက်ရှိမှာ bonus structure တွေအရေးကြ structure တွေကိုဆက်လက်ပြီးဆွေးနွေးနေစေဖြစ်ပြီးတော့ United ဘက်ကကမ်းလှမ်းတဲ့65တန်းပတ်ချလဲဝင်းကြကိုတော့ Brentford ဘက်ကနေပြီးတော့လက်ခံလိုက်ပြီးဖြစ်တယ် ယ်လို့သိရတယ်ဒီမှာပါပါတယ်ဒါကတော့လက်ရှိဒါကျွန်တော်တို့ brandfo ရဲ့ဒါကျွန်တော် brandfo နဲ့ manchester united အသင်းရဲ့အပြောင်းအရွှေ့ဖြစ်တယ်အဲ့တော့ လက်ရှိဒါနောက်ဆုံးဒါသတင်းတွေထဲမှာဒါကျွန်တော် United ဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါလက်ရှိနောက်ဆုံး update ပေါ့နော်ဒါအယောင်စင်းကိုပြန်ပြီးတော့ push လုပ်နေတာကိုတွေ့ရမယ်အ market ratio အကြောင်းလည်းနည်းနည်းလေးပြောအောင်ဒါကျွန်တော်လူရောများ market ratio နဲ့ပတ်သက်ပြီးအပြောင်းအလဲနဲ့ပတ်သက်ကျွန်တော်နည်းနည်းလေး update တောင်းထားကြတဲ့လူရှိတယ်လက်ရှိမှာ United ဘက်က market ratio ကပုံမှန်လေးလေးပဲရောင်းချခြင်းနဲ့ Ruben Amorim ကိုယ်တိုင်ကလည်း market ratio ကိုအသက်မှာဆက်ရှိနေတဲ့ကစားသမားတွေကမပါဘူးလို့သူတို့အနေနဲ့သတ်မှတ်ထားတယ်အဲဒါကြောင့်မို့ ratio ကလည်း Manchester United အသင်းကနေထွက်ခွာဖို့တော့ကြိုးစားတယ်ဒါပေမဲ့ Manchester United, ယူနိုက်တက်အသင်းကထွက်ခွာမဲ့ကစားသမားတွေထဲမှာနည်းနည်းလေးအကုန်လုံးကတကန်းစီလွတ်နေတဲ့လူတွေကြီးပဲလူပြောလို့ရတယ်မှာပါတယ်။ရက်ရှိုးကလက်ရှိမှာဒါသူများကြီးနဲ့ဒါကျွန်တော်ဆန်ချိုးနဲ့ပေါင်းနေတော့မတူဘူး။သူ့ရဲ့လုခလာစားတွေပါသူ short ယူပြီးမယ်။သူ့ကိုခေါ်ချင်တဲ့ club ဘာညာရှင်းတော့သူလွတ်လွတ်ပြီးမယ်။ဒါပေမဲ့ပြဿနာကရက်ရှိုးကိုယ်တိုင်ကဘာစလိုနာမှာဘာစလိုနာဖြစ်နေတာ။ဒါဘာစလိုနာအသင်းကခုလက်ရှိမှာဒါကျွန်တော် market ratio ခေါ်ယူရေးမှာတော့သူတို့အနေနဲ့ Manchester United ဘက်ကတောင်းထားတဲ့ပေါင်သန်း40ဆိုတဲ့ဈေးကိုသူတို့အနေနဲ့လုံးဝလုံးဝမပေးချေနိုင်ဘူး။အဲ့ဒါကလုံးဝလုံးဝအကြီးစားပြဿနာဖြစ်တယ်။အဲ့တော့ဒါဘာစလိုနာအသင်းကဒီအပြောင်းရှိမှာသူတို့အနေနဲ့ဘာလုပ် ခုရှိတယ်အဖေကတော့ရှင်းပါ market ratio ကိုဒါကျွန်တော်တို့တရားသီအငှားနဲ့ခေါ်ယူဖို့အတွက်ပြင်ဆင်လာခဲ့တယ်ဒီနေ့မှာတရားသီအငှားနဲ့နေမဟုတ်ဘဲနဲ့ Manchester United ဘက်ကနေပြောတာကျွန်တော် market ratio ရဲ့လုခလာစာကို40ရာခိုင်နှုန်းပြီးချီဖို့အတွက်ပါ Barcelona အသင်းကတောင်းဆိုလာနိုင်တယ်ဆိုပြီးတော့ Alex Crook ကနေတင်ဆက်ထားတာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကလက်ရှိဒါကျွန်တော် market ratio အပြောင်းအရွှေ့ဖြစ်ဖို့ဆိုရင်တော့ Manchester United အသင်းဘက်ကတော့မှအိတ်ဆိုင်ပေးရမယ်သဘောမှရှိသေးတယ်အဲ့တော့ဒီအပြောင်းအရွှေ့ကဘယ်လောက်ထိ United တို့နဲ့နှစ်နာစီခဲ့လဲဆိုတော့ကျွန်တော်အနေနဲ့ personally အမြင်အရဆိုရင်တို့အနေနဲ့ United ဘက်ကပေါ့နော်ဒါကျွန်တော် Aston Villa ကိုအငှားနဲ့ချခဲ့တုန်းကတော့ market ratio ရတယ်ကျွန်တော်လက်ရှိလုခလာစာရဲ့20%လောက်ပဲပြီးခဲ့ရတာဖြစ်ပြီးအဓိကတာ80ရာခိုင်နှုန်းကို Aston Villa အသင်းကပြီးချခဲ့တာဖြစ်တယ်အဲ့တော့ Aston Villa Aston Villa တုန်းကလောက်တော့မှလက်ရှိအပြောင်းရွှေ့ကတာကျွန်တော်မသိကြတဲ့အနေထားတစ်ခုပြန်ရောက်လာခဲ့အဲ့တော့ market ratio ကိုအခုလက်ရှိမှာခေါ်ယူခြင်းတဲ့ club တွေရှိခဲ့ပြီးမြေကစားသမားကိုတိုင်းကလည်း Barcelona က Barcelona ဖြစ်နေတယ်သူကိုတိုင်းကလက်ရှိမှာဒါကျွန်တော်တို့လမင်းရမဲလို့ကစားသမားမျိုးကိုသူတွဲဆော်ခြင်းနဲ့ခဏခဏသူပြောထားခဲ့တာကိုတွေ့ရမယ်တော့ပေါ့အဲ့တော့ပြောချင်တာကကစားသမားကလက်ရှိမှာလာစာရှော့ယူဖို့အတွက်သူအနေနဲ့ စီစဉ်ရှိတယ်။လဆာရှော့ယူရင်တော့မှအဓိက ပြဿနာဘာဖြစ်လာမလဲဆိုသူ့ရဲ့လုခလဆာရဲ့ဒါ40ရာခိုင်နှုန်းလောက်ကိုဒါ Manchester United ကဆက်လက်ပြီးပေးအောင်မယ်။ Kolar Halaya ဆိုတာကျွန်တော်50 50တောင်ကြားရတယ်မှာပါ။အဲ့တော့ဒါ United ဘက်ကဒီအပြောင်းရွှေ့ကိုလက်ရှိမှာစိတ်မဝင်စားသေးဘူး။အငှားနဲ့လည်းဖြစ်တယ်။လာစားကလည်းသူတို့အိတ်တဲကဆိုက်ရမယ်ဥစားကိုသူတို့နဲ့တိတ်ပြီးတော့စကားတိတ်ပြီးတော့စိတ်ဝင်စားတဲ့အနေထားမှာမရှိသေးဘူး။ဒါပေမဲ့နောက်ဆုံးရွေးစရာမရှိတော့ဒီလန်းစင်ကိုပဲ United ကယူရမယ်အနေထားမှာရှိ။အဲ့တော့ United ဘက်ကလည်းဒါ Rashford ဘက်ကလည်းစိတ်ပြတ်စရာတစ်ခုဟာဒါပဲပေါ့နော်။သူကလည်း Barcelona က Barcelona ဖြစ်နေတယ်။သူ့ကိုလက်ရှိမှာခေါ်ယူခြင်းတဲ့ကလပ်တွေတော်တော်လေးများတယ်။ Kolar Halaya Saudi ဘက်ကလည်းသူ့ကိုစိတ်ဝင်စားတယ်လို့လက်ရှိမှာဒါ Premier League ရဲ့ဒါကျွန်တော်အလေလက်အသင်းတွေဖြစ်တဲ့အသင်းတွေကလည်းသူတို့အနေနဲ့ စိတ်ဝင်စားတဲ့ပုံစံမျိုးတွေရှိတယ်။ညူကာဆယ် United ကခုလက်ရှိမှာအကယ်၍သာသူတို့နေနေတာကျွန်တော်တို့ဒီနှစ်နွေရာသီမှာဈေးကြီးတဲ့ကစားသမားတွေမရအောင်ဆိုရက်ရှိုးဘက်ကိုလှည့်သွားနိုင်တဲ့သတင်းတော်ထွက်တယ်။ဒါပေမဲ့ပြဿနာခုနကပြောလို့ရက်ရှိုးကိုယ်တိုင်ကလည်းဘာဆလိုနာဘာဆလိုနာဖြစ်နေတဲ့ပြဿနာတော်လေးကိုကြီးမားတယ်လို့မြင်နေ။အဲ့ဒါကလက်ရှိပြဿနာပေါ့နော်။အဲ့တော့နောက်ဆုံးရ update တွေအရလက်ရှိမှာဒါကျွန်တော်ဖတ်မိရတဲ့သတင်းတွေအရဆိုရင်တော့ Manchester United နဲ့ကစားသမားအယောက်မှာတိုင်ပတ်နေတဲ့ကစားသမားကမလာစီယာပဲ။ဒီသတင်းကိုဒါ Athletic UK ကတောင်ဖျော်ပြလာတဲ့တကြောင်ဒါ tier 1 level လို့ပြောလို့ရတယ်မှာပါတယ်။မလာစီယာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော် ော့ PSVC ကနေပြီးအငှားနဲ့ပြန်လည်ပြီးတက်တန်းကုန်သွားတဲ့ United C ပြန်ရောက်လာတယ်။ဒါပေမဲ့မလာစီးယားကိုလက်ရှိမှာဘယ်အသင်းကမှမဝယ်ယူခြင်းကြဘူးဆိုတဲ့ပြဿနာဖြစ်နေတယ်။ဒါကြောင့်ဒါ Manchester United နဲ့မလာစီးယားကိုအသင်းမှာပဲဆက်ထားရမလား။ဒါကုနာပုံတွေလက်ရှိမှာဘာလုပ်အောင်လဲဆိုတဲ့ပြဿနာကို United အသင်းတော်တော်လေးကိုခေါင်းချောင်နေတယ်ပြောလို့ရတယ်မှပါတယ်။ဒါပေမဲ့မလာစီးယားကလက်ရှိမှာဒါကြောင့် Eric Ten Hag ပထမဆုံးခေါ်ယူမှုတွေကတခုဖြစ်ခဲ့ပြီးတော့ဒါလက်ရှိ Eric Ten Hag era မှာဒါလူတော်များ expectation မြင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ထင်ထားခဲ့လို့မဖြစ်ပေရင်ဒါကျွန်တော်တို့ကစားသမားအနေနဲ့ဒါကျွန်တော်တို့ဒဏ်ရာရခဲ့တာကိုကျွန်တော်တို့ထက်လို့ perform match မပြခဲ့ရင်ကြော်ဘူးဒါမနစ်က PSV မှာဒါကျွန်တော်အငှားရသွားကစားခဲ့တယ် PSV ကပထမကတော့ဒါကစားသမားဒါကျွန်တော်တို့အေး honeymoon period ကကစားသမားလေးမှာရှင် honeymoon period မှာဒါမလာဆီယာကိုတော်တော်လေးကိုသဘောချခဲ့တာမှန်ပဲနောက်ပိုင်းမှာမလာဆီယာကိုတန်ကဒန်ယာရီနဲ့ကိုခြေစွမ်းပြဖို့အတွက်ရုန်းကန်ကြရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါမလာဆီယာကိုအပြီးသက်ခေါ်ယူဖို့ညှင်းဆဲခဲ့ပြီး Manchester United အသင်းစီပြန်ပို့ခဲ့တယ်အခုလက်ရှိမလာဆီယာကိုတော့ဒါကျွန်တော်တို့ Manchester United အသင်းကဘယ်အသင်းမဲ့ခေါ်ခေါ်အငှားနဲ့ပဲခေါ်လဲရတယ်ကျွန်တော်အပြီးသက်ခေါ်လဲရတယ်ဘလူးခေါ်ခေါ်ခေါ်ဖို့ရည်ကြီးတယ်ဆိုတဲ့ပုံစံမျိုးကို United ဘက်ကအယောင်စေး းတင်ထားတယ်အခုလက်ရှိချိန်ဒီတော့ဒါဖတ်မိရတော့အသက်တ UK ရဲ့သတင်းတွေအရဆိုရင်တော့မလာဆီးယားကိုလက်ရှိမှာလာပြီးတော့ဒါမင်းမြတ်တဲ့လူတော်မရှိဘူးဆိုတဲ့သတင်းတွေတော့ရှောက်ထပ်ပေါ်နေတယ်ဆိုပြီးတော့ Athletic UK ကရေးထားခဲ့တာကိုတွေ့ရမယ်ဒါပေမဲ့ Manchester United အသင်းရဲ့ဒီလက်ရှိနောက်ဆုံးရ update သတင်းတွေရတာကျွန်တော်တို့ Portuguese ဘက်ကသတင်းတွေထွက်လာခဲ့တဲ့ဥစားက Victor Hakayogas နဲ့သတင်းတွေပဲဖြစ်ပါတယ်အဲ့အမှန်တကယ် Victor Carragher ကိုတည်းလည်းနည်းနည်းလေး support ဆန်နေကြတာကြာရယ်အဲ့လိုပဲချိန်တော့မသိလား သူအနေနဲ့အခုလက်ရှိမှာအာစနယ်နဲ့အဆင်မပြေမှန်းလဲသိရောမန်ချက်စတာယူနိုက်တက်အသင်းကိုသူဟာပြန်ပြောင်းချင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါပေါ်တူဂီသတင်းဌာနရထွက်လာခဲ့ပေါ်တူဂီသတင်းဌာနဆိုတဲ့အတိုင်းလက်ရှိမှာဒါဟာ tier 3 tier 4 level တော့မရှိရဆင်သမ်းမှုလို့ဒါချက်တော့ကျုပ်ချက်လီပြီးယုံလို့ပြောပြရစီအခုလက်ရှိမှာဒါကျွန်တော်တို့အဲ Victor Kyogres ကိုအာစနယ်သင်းကတရားဝင်စိတ်ဝင်စားမှုတွေပြန်ပြတယ်ဒါပေမဲ့ကစားသမားကလက်ရှိမှာရွေးချယ်စရာမရှိပဲဆိုရင်တော့ Manchester United အသင်းကိုပြန်လည်ပြီးတော့ပြောင်းချင်တယ်ဆိုတဲ့စိတ်တွေဖြစ်ပေါ်နေဆိုပြီးသတင်းထွက်လာခဲ့တယ်ဒီပုံမှာတော့ Manchester United ပြည်သက်အကုန်လုံးကတော့သူ့ရဲ့ းချံကသူ့ရဲ့အဲသူကလက်ရှိမှာလုတ်ခဲ့တဲ့အပြုမူပေါ်အကုန်လုံးကတော်တော်လေးကိုဒေါသခွက်ခဲ့တဲ့အတွက်ကြောင့်မလို့ Manchester United တဲ့ပြည်သက်တွေနေနဲ့ Victor Kyogres ကိုတော့အသင်းကိုလုံးဝမခေါ်ဘူးတဲ့ဒါကျွန်တော်လက်ရှိမှာဒါ Twitter ဆာမျက်နှာပေါ်မှာလုံးဝ comment တွေမှာတွေ့ရပဲဒီမှာပါအဲ့တော့လက်ရှိ United အသင်းတိုက်စစ်မှုအလို့ရှိနေတာတော့မှန်ပေမဲ့ Victor Kyogres ကိုပြည်သက်တွေနေလုံးဝအသင်းကိုခေါ်ဖို့အတွက်မတိုက်တွန်းခဲ့ဘူးလို့သိရတယ်မှာပါအဲ့တော့ပြည်သက်ကလုံးဝတမန်းမရှိတော့ဘူးပေါ့နော်အဲ့တော့ နောက်ဆုံးရ update သတင်းတွေရဆိုတော့လက်ရှိမှာ Manchester United အသင်းတွေနဲ့ Alejandro Garnacho ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဈေးလျှော့ချပေးလိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ဆိုပြီးတော့မင်းနဲ့ပိုင်းတွေကတက်လာခဲ့တာကိုတွေ့ရမယ်။အဲဒါကလက်ရှိမှာ Manchester United အသင်းနဲ့ Laurel White ဝဲရဲ့ပြောပုံရဆိုတော့ပထမ United ဘက်ကနေပြီးတော့ Alejandro Garnacho အတွက်ပေါင်တန်း80ဈေးသတ်မှတ်ထားခဲ့ပြီးမြေအခုလက်ရှိမှာ Where you မင်းမြတ်နဲ့သူမရှိရတဲ့ကြောင့်မဟုတ်တာပေါင်တန်း50ဈေးလျှော့ပေးမှုရှိတယ်ဆိုပြီးတော့သတင်းတွေထွက်ပေါ်လာခဲ့တာကိုတွေ့ရမယ်တော့ဒါပေမဲ့ဒီဒီသတင်းတွေကထွက်လာတဲ့ TA3 TA4 ဆိုတော့ကြုံကြက် ည်ပြီးယုံကြပါလို့ပြောလို့ရတယ်ဒါပေမဲ့အလာဟာနိုကနာချူကလက်ရှိမှာသူ့ရဲ့လုခလာဆာလည်းမများပရီးမီးယားလိလည်းဝါမာရှိတဲ့ကြောင့်လက်ရှိဒါကျွန်တော်တို့ပရီးမီးယားလိကလပ်တော်တော်များများကဒါစီးရီးကလပ်တော်တော်များများကအလာဟာနိုကနာချူကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေအဓိကဒါကျွန်တော်ယူနိုက်တက်ဘက်ကတောင်းစီကမြင့်မာလို့တော့ကြောင့်ဒီအပြောင်းရွှေ့ကခုလက်ရှိချိန်ထိတော့ဖြစ်မလာသေးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့အလာဟာနိုကနာချူရဲ့အနာဂတ်ကတော့မန်ချက်စတာယူနိုက်တက်အသင်းမှာလုံးဝမရှိတော့ဘူးဆိုပြီးတော့ဘန်ဂျီကော့ကအပြည့်အဝ100%သူကတော့ဆူထားတာတွေ့ရမှာအဲ့တော့ယူနိုက်တက်ကလက်ရှိမှာဒါကျွန်တော် Brian M1 ဘုကိုဒုတိယမြောက်ခေါ်ယူမှုပြီးရင်တော့အထွက်ကို ပဲအဓိကလှုပ်ဆောင်မယ်လို့ပြောလို့ရတယ်။ဒါကလက်ရှိ United ရဲ့အဖြစ်နေတဲ့အပြောင်းအရွှေ့ကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒါတော့ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3.0နဲ့ Navy for you တို့မှာကျင်းလူစားပေါင်းကိုကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0နဲ့ Navy for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့ဒေးဗော်ပါဗျ